အစာစားခြင်းစိတ်များတဲ့သူတွေအစာစားပြီဆိုရင်အများကြီးစားတတ်တဲ့သူတွေဒီအုပ်စုတွေအတွက်အစီချဝိတ်ချဖို့ကိုလေ့ကျင့်ခန်းလုပ်တာထက်ကျွန်တော်ကလမ်းလျှောက်တာကိုပို့ပြီးတော့မှအားပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအုပ်စုတွေကလေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါမှာအထူးသဖြင့်ဒီ intensity မြင့်တဲ့လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါမှာဆိုရင်အစာစားခြင်းစိတ်ကိုပို့ပြီးတော့မှစွပေးတယ်။စားလဲပိုစားလာနိုင်တယ်။အဲ့တော့အစီချလေဝါလေဖြစ်လာတယ်။ ီလိုလိုအုပ်စုတည်လေ့ကျင့်ခန်း intensity ကိုစွဲတင်လိုက်တဲ့အခါမှာညရဲ့ sleeping quality ကိုလည်းသွားထိခိုင်းနိုင်တယ်ညကိုကောင်းကောင်းအိပ်မရတဲ့အခါကျတော့နောက်ရက်မှာအစားကပိုစားမိတယ်အစားအစားချင်းစိတ်ကလည်းပိုဆွသွားတယ်အဲ့တော့ကျွန်တော်တို့နှခါနာဖြစ်မသွားဘူးလားကျွန်တော်တို့ဒီအမြဲတမ်းပဲဒီလေ့ကျင့်ခန်းလှုပ်လို့လောင်ကျွမ်းသွားတဲ့ calorie ကိုအမြဲတမ်း overestimate လုပ်တတ်ကြတယ်ကျွန်တော်တို့စားလို့ဝင်လာတဲ့ calorie ကို underestimate လုပ်တတ်ကြတယ် intensity ကိုမြင့်တင်လိုက်လို့ဒီအစားစားခြင်းစိတ်ကိုစွပေးလိုက်တဲ့အခါမှာကျွန်တော်တို့သွားစားခြင်းတဲ့အရာဒီပက်တော့အခါမှာတခွားဒီပန်းဒီမဟုတ်ဘူးစားခြင်းတဲ့အရာဒီချိုတဲ့အရာတွေဖြစ်မယ်ဂျန့်ဖူလေးတွေဖြစ်မယ်ဒီဟာလေးရဲ့ကယ်လိုရီကမိတ်ဆွေတို့နည်းနည်းလေးပဲထင်နေတာနည်းနည်းပဲစားမိတယ်ထင်နေတာတကယ်တမ်းတို့ရဲ့ကယ်လိုရီကမနည်းဘူးငါကအခုနကလေ့ကျင့်ခန်းလုပ်ထားတာပဲအခုဘလန်းနိုလက်ဖက်ရည်တခွက်တောက်လိုက်တာဘာမှပြဿနာမရှိဘူးတောက်လို့ရတယ်အေးဒီဘလန်းနိုလက်ဖက်ရည်တခွက်ရဲ့ကယ်လိုရီက900ဝန်းကျင်လောက်ရှိတယ်ကဲခုနကလုပ်ထားတာလည်းအခုတောက်လိုက်တဲ့900နဲ့ကကြည်သွားပြီ ပြီးလို့ရှိရင်ကျွန်တော်တို့ပုံမှန်စားနေတဲ့ဟာလေးကစားအောင်ပါဒီထက်မကတည်းကစားချင်စိတ်ကိုစွားမိသေးတဲ့အတွက်တခြား snacks တွေလည်းတောက်လျှောက်စားနေအောင်ပါ ဒါကြောင့်အကယ်လို့မိတ်ဆွေကလည်းဒီအုပ်စုထဲမှာပါတယ်ဆိုရင်ပထမဆုံးအရေးကြီးဆုံးလုပ်ရမယ့်အရာကကျွန်တော်တို့ရဲ့အိတ်ချိန်ကိုဂယူဆိုင်ရမယ်။ sleeping quality ကကောင်းလာပြီးအိတ်ချိန်ကလည်းဂယူဆိုင်နိုင်လာပြီးဆိုမှဒုတိယနေရာမှာကျွန်တော်တို့ရဲ့ဒီအစာအတောက်ကိုဂယူဆိုင်ရမယ်။အစာအတောက်ကအိတ်ချိန်ကလုံးဝ manage လုပ်လာနိုင်ပြီးဆိုမှနံပါတ်3ကလေ့ကျင့်ခန်းလာမယ်။အခုမိတ်ဆွေတို့ရဲ့ဒီအိတ်ချိန်ရဲ့အစာအတောက်ရဲ့ပြုပြင်နေတဲ့အတော့အတွင်းမှာကျွန်တော်တို့လေ့ကျင့်ခန်းမလုပ်သေးဘူး။လမ်းလျှောက်မယ်။တရက်ကိုခြေလမ်းတစ်တောင်းလျှောက်တာဒီဒီမနက်ကနေညနေအထိတောင်းလျှောက်မိတ်ဆွေတို့ခွဲလျှောက်လို့ရတယ်မနက်ထမင်းစားပြီးတော့မနေ့လည်းထမင်းစားည 他们啥不罗嘛？明年了噻是快下来，爸妈别等那么久。地叔叔帮来罗，小来罗也来去两打当地的嘞，开了瑞东也来呀，文件弄全嘞。古那家里进喊老大嘞，么瓜不？啊，叶枝上个地两小大的，今个罗也一千多度，啥不罗嘛？么踢开的罗，三三千四千个来不到，看嘛都还没耍被无。大家两小的来进看，离地二十五度，啊，刚送到来进看吃的喏。